မျှနော်ဆရာရဲ့မိတ်ဆွေတွေအားလုံးဒီတစ်ခါတော့ဆရာကဂျာဇာပရိသတ်ပြီးမိတ်ဆွေတွေအတွက်2025ခုနှစ်17လပိုင်းနိုဝင်ဘာလအတွက်တလဆာချောင်းရံဆောင်းရံအတွက်ကန်ဂျမာဟောစလန်ကိုဆရာကဟောကြားပေးမှာဖြစ်ပါတယ်ခင်ဗျာဒါကြောင့်ဂျာဇာပရိသတ်ပြီးမိတ်ဆွေတွေအားလုံးအဆက်ဆက်ရရဘေးပီယာမှန်သမျှဝေးကွာကြပါစီကြောင်းကျွန်တော်ကဒီကနေ့ဥစွာမေတ္တာပို့ဆုတောင်းဖော်ပြနာပြုသလိုက်ပါတယ်2025ခုနှစ်17လပိုင်းတော့မဟုတ်မီ ဆရာတို့ဘာလို့လို့နဲ့အခုဆိုရင်ဇန်နဝါရီကစလာလိုက်တာတလာပြီးတလာတလာပြီးတလာနဲ့အခုဆိုရင်2025ရဲ့17လပိုင်းကိုရောက်လာပြီအဲ့တော့ဂျာဇာဖိသာဘီမိတ်ဆွေတို့အနေနဲ့ဒီ2025ခုနှစ်အဲဒီပြီးခဲ့တဲ့17လပိုင်းအထိကိုမိတ်ဆွေတို့ရဲ့ကာဟာဒီ2025မှာအခြေအနေဘယ်လိုရှိခဲ့တယ်လဲခင်ဗျာထို့တူဆရာရဲ့ဟော့စတန်တွေတနစ်စာဟော့စတန်တွေတလစာဟော့စတန်တွေကိုလိုက်နားထောင်ဖြစ်ရလားကြည့်ရတာရောအဆင်ပြေရလားထို့တူပဲဆရာမိတ်ဆွေတွေအနေနဲ့ ဘာတွေများအကြံပေးလို့တော့မိတ်ဆွေတို့အတွက်ကံကောင်းတဲ့နှစ်ဖြစ်ခဲ့သလားကံဆိုးတဲ့နှစ်ဖြစ်ခဲ့သလားသို့မဟုတ်ပုံမှန်အတိုင်းပဲလားဆိုတာလေးဆရာကိုမှတ်မိကြပါဦးအဲဆိုတော့ဆရာမိတ်ဆွေတွေအနေနဲ့ဆရာ review လေးတွေလိုက်ဖတ်လို့ရအောင်လို့ပါ2025ခုနှစ်ဆရလပိုင်းနိုဝင်ဘာလအတွက်ကျစားပိသမီမိတ်ဆွေတို့ရဲ့ဥစွာပထမမိတ်ဆွေတို့ရဲ့ကံကိုဥစွာဆရာတို့တားတော့ကံလေးတစ်ကလောက်ဆွဲကြည့်လိုက်ရအောင်ကျစားပိသမီမိတ်ဆွေတို့မိတ်ဆွေတို့ရဲ့ကံဟာလုပ်ငန်းတစ္ဆတင်ခြင်း တိဆောက်ခြင်းလမ်းဖောက်ခြင်းတွေအတွက်အင်မတန်အားသာကောင်းမှုပြီးတော့တိုးတက်နိုင်တော့လာဖြစ်ပါတယ်ထို့အပြင်အနာဂတ်အတွက်အတိတ်အတွက်ယူမန်းချက်တွေစဉ်းစားနေတာမျိုးငါဟာလက်ရှိမှာသသက်တာလုံးမှာသူမဟုတ်ရင်ဘဝအတွက်ငြိမ်းချမ်းခြင်းတွေအတွက်ရည်ရှိလိုက်တိုင်းအတွက်အဆင်ပြေအောင်ငါဟာဘလို့လာဘယ်ရာတွေစတင်လို့ရင်ဘလို့စတင်လို့ရင်ကောင်းမလဲဆိုတာမျိုးသူမဟုတ်ရင်ကိုယ့်ရဲ့အနာဂတ်အတွက်မဖြစ်ပေါ်လာသေးတဲ့အရာလေးတွေအတွက်အဆင်ပြေအောင်ကိုဟာတွေးခေါ်ကြံစကြံစီနေတဲ့ စိတ်မျိုးတွေများစွာဖြစ်ပေါ်နေတယ်။ဒါအပြင်ဒီလိုအကြံစီမျိုးတွေကြံစီဖို့လည်းတင့်ပြီးတော့ရှေ့တိုးဆောင်ရလှုပ်ဆောင်ရင်အောင်မြင်တိုးတက်ခြင်းတွေအားသာခြင်းတွေကျင်းသည့်ရရှိမဲ့ကာလဖြစ်တဲ့အတွက်အတွေးခေါ်ကောင်းအကြံစီကောင်းလုပ်ငန်းတစ်အကြံစီတစ်တွေကိုတွေးခေါ်စဉ်းစားနေတော့စိတ်မျိုးတွေတွေးခေါ်ရန်အတွက်လည်းအားသာတော့လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။ကျမ်းမာရင်းနဲ့ပတ်သက်လာရင်တော့အထူးသဖြင့်ခါးနဲ့ပတ်သက်တာမျိုးလေးတွေ အဲခါကြိုက်တာမျိုးလေးတွေခြေလက်တို့ဒူးစစ်တို့နာကျင်ကြိုက်ခဲ့ရတာမျိုးတွေအထူးသဖြင့်အကြောနဲ့ပတ်သက်ပြီးတော့အကြောတက်တာမျိုးအကြောထုံတာမျိုးဒါမျိုးလေးတွေနဲ့ပတ်သက်လို့တော့သတိပြုစင်ကြင်ရလိုအပ်ပါတယ်အထူးသဖြင့်မိတ်ဆွေတို့အနေနဲ့ငွေကြီးကိစ္စနဲ့ပတ်သက်ပြီးတော့ငွေဝင်ကျမရေးကောင်းပြီးငွေမဝင်ကျမရေးအနေနဲ့ငွေအဲဝင်ငွေကောင်းရင်ကျမရေးကောင်းပြီးဝင်ငွေမကောင်းရင်ကျမရေးညံတဲ့အတွက်ဂျာစာပရိသတ်ပြီးမိတ်ဆွေတွေဟိုကတော့ဒီလာဟာငွေကြီးနဲ့ပတ်သက်လာရင်တော့မိတ်ဆွေတို့သိကြတဲ့ ကြဇာပရိသရမီးတွေရဲ့အိမ်နောက်ဘက်ကတော့ငွေကြီးနဲ့ပတ်သက်ရင်များများသာရှာထားမှသာအဲကြက်မာအိမ်များများကောင်းမယ်လားလို့ဆရာကခန့်နောက်နောက်လေးပြောလိုက်ပြရစီဦးကောင်းကိုက်ခဲချင်းမျိုးတွေခြေစစ်တို့ခါးတို့အကြောတို့ကြောက်ကတ်တို့နဲ့ပတ်သက်ပြီးသတိပြုရမယ်မိတ်ဆွေတို့အနေနဲ့ဒီဒလာတာတော်တွေမှာဆိုရင်မိတ်ဆွေတို့ရဲ့အကျိုးပေးသောလုပ်ငန်းတွေကိုဆက်လက်ဖော်ပြပေးပြရစီ ဒီလာတာတော့ဒီမှာဆိုရင်လုပ်ငန်းနဲ့ပတ်သက်ရင်လုပ်ငန်းတိုးချဲ့လှုပ်ဆောင်ခြင်းမျိုးတွေလုပ်ငန်းရှိနေတဲ့အလုပ်ကိုပဲစတင်အသစ်တိုးချဲ့လှုပ်ဆောင်ခြင်းမျိုးတွေသို့မဟုတ်ရင်အဲလုပ်ငန်းနဲ့ပတ်သက်လို့အလုပ်နဲ့ပတ်သက်လာရင်တိကျပို့ပြီးတော့မောသန့်အဲဆွနာလိုပဲရင်းနှီးမြှုပ်နှံမှုတွေစဉ်စားတွေးခေါ်မှုတွေအားသာကောင်းမွန်တော့လာဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါရစေထို့အပြင်မိတ်ဆွေတို့ဒီလာတာတော့ဒီမှာဆိုရင်ယာဓုတိုးခြင်းယာဓုတက်ခြင်းတွေကြုံရနိုင်တယ် ်ထို့အပြင်မှာ passport လုပ်ငန်းတွေဗီဇာလုပ်ငန်းတွေခရီးသွားလာမှုဆိုင်ရာလုပ်ငန်းတွေရှေ့တူဆောင်ရွက်လုပ်ဆောင်ရင်အသာကောင်းမှုကိုတက်ပြီးတော့ကံကောင်းနိုင်တယ်။ပညာရက်တစ်ခုခုကိုလေးလာသင်ယူနေတာမျိုးလက်တွေ့မှာလည်းထိုပညာရက်ပေါ်မှာအတုံးချမိခိုးနေတာမျိုးအသာကောင်းမှုပြီးတော့ပညာရေးနဲ့ပတ်သက်လာရင်ကိုစူးစမ်းရင်စူးစမ်းတော့စွန့်ရင်စွန့်တော့အောင်မြင်မယ်ဆိုတဲ့လဖြစ်တာအတော့ အတေချာပဲဖြစ်ပါတယ်မြတ်မိတ်ဆွေတို့အနေနဲ့ဘာကိုဖြစ်ဖြစ်ကိုကိုတိုင်ဥစည်းဥဆောင်လို့ရှင်အမိနာမခံခြင်းသို့မဟုတ်ရင်ကိုကိုတိုင်ဥစည်းဥဆောင်ပြီးဘာကိုမဆိုချစ်လို့ဆောင်ရလုဆောင်ရင်တော့အစဉ်ပြေမှုတွေအာတာမှုတွေနဲ့အောင်မြင်မှုတွေရရှိမဲ့ကာလဖြစ်ပြီးတော့သူများတဦးတယောက်အားငွေကြီးနဲ့ပတ်သက်လို့ချီးတာငားလာတယ်မှာသတိပြုစင်နေရလိုအပ်တယ်ငွေကြီးနဲ့ပတ်သက်ရင်ခရီးသွားဆိုင်ရာကိစ္စလေးတွေကြောင့်ငွေကုန်ကြီးကြအများရတတ်ပါတယ်အလှပရေးရဆိုင်ရာလေးတွေလူမှုရေးကိစ္စကဏ္ဍလေးတွေကြောင့်ငွေဟာဝင်ငွေနဲ့ထွက်ငွေဟာဝင်လီနဲ့ထွက်လီကဲ့သို့ဖြစ်နေတတ်ပြီးတော့ စွန်းနာပြောခဲ့တဲ့အတိုင်းငွေကြီးနဲ့ပတ်သက်ပြီးတော့ငွေမမြဲသောလဖြစ်ပါလေဒါကိုပဲဆရာဆက်ပြီးတော့ငွေမြဲစီရန်အတွက်ရေရာလေးဆရာကုလောက်ပြောပြရစီမိတ်ဆွေများခင်ဗျာဂျာစာပိသားကြီးမိတ်ဆွေတို့ငွေမြဲစီရန်အတွက်ရေရာလေးပြပါမယ်ဆရာတို့ဒါလေးကကတ်တူစာရွက်လေးလို့မျက်စီထဲမှာမြင်လိုက်မိတ်ဆွေများဒါလေးကကတ်တူစာရွက်ကလေးဆိုဗျာဆိုလူလာကဒီမှာဘောင်လေးတွေပါလေဒါကလည်းနှစ်လက်မှာအလျားနှစ်လက်မှာအနံနှစ်လက်မှာပေါ့နော်မျက်စီထဲမြင်သာအောင်ဆရာပြရရင်အလျားနှစ်လက်မှာအနံနှစ်လက်မှာဆရာမိတ်ဆွေတို့ဆရာဆွတ်ပြမယ်နော် ဆရာတို့ဒါကတွေ့ကြလေးပေါ့နော်ဒါလေးကတွေ့ကြဒါလေးနှစ်လက်မှာပေါ့အလျားနှစ်လက်မှာအနံနှစ်လက်မှာလေးနဲ့နော်ဒါပြီးတော့မိတ်ဆွေတို့အနေနဲ့အဲ့ဒီထဲကနေပြီးတော့ကျက်ဆော့ပြန်အပြာနဲ့ဆက်ဆွဲပြမယ်နော်အဲ့ဒီဘာဝင်တွင်းမှာမခတ်ပါဘူးအဲ့ဒီလိုတွေ့ကြလေးအတုံးလေးတုံတုံထားလိုက်ပါထပ်ပြီးတော့အဲတော့ဒီမှာအစရိကန်တုံးလေးတုံတုံထပ်ထားလိုက်ပါအဲမိတ်ဆွေတို့နဲ့တွေ့ကြတုံးလေးတုံတုံထပ်ထားလိုက်လို့ရှိရင်အစင်ပြေပါပါလိမ့်မယ်နော်တွေ့ကြတုံးလေးတုံတုံထပ်ထားလိုက်မယ်ဆရာမိတ်ဆွေတို့ဒါလေးကို အလျားနှစ်လက်မှအနံနှစ်လက်မှဒါလေးကို plus 6လေးလောင်းပြီးတော့မိတ်ဆွေတို့ရဲ့ပတ်စံအိတ်အတွင်းမှာဖြစ်စီအဲမိတ်ဆွေတို့ရဲ့ပတ်စံအိတ်အတွင်းမှာဖြစ်စီလုပ်ငန်းအတွင်းမှာဖြစ်စီ plus 6လေးလောင်းပြီးတော့အမြဲတမ်းစောင့်ထားပါငွေကြီးနဲ့ပတ်သက်ရင်ငွေမဲစီမှာတော့ချိန်သေးပါတယ်ကျွန်တော်မိတ်ဆွေအဟောင်းတွေကတော့တိပေမဲ့မိတ်ဆွေအတင်များအတွက်ကိုငွေမဲစီရန်ရေရာလေးပြလိုက်ပါတယ်ခေါင်းကြီး ဒေသပရိသတ်သမီးတွေဒီလအတွင်းမှာမိတ်ဆွေတို့အနေနဲ့စားတောက်ကုန်လုပ်ငန်းတွေဆက်တူလုပ်ငန်းတွေရှေ့တူဆောင်ရလှူဆောင်မှာအထယ်လိုက်လုပ်ငန်း online social media နဲ့ပတ်သက်ပြီးတော့ရှေ့တူဆောင်ရလှူဆောင်မှာအားသာခြင်းတုတ်တက်ခြင်းတွေကောင်းမွန်တယ်လို့မိတ်ဆွေတို့အနေနဲ့ရေချားမြေချားနေချားတိုင်းတစ်ပါးလူမျိုးချားတွေရဲ့အကူအညီထောက်ကူကိုရရှိတတ်တဲ့အတွက်ကြောင့်မလို့ဘာကိုမဆိုရှေ့တူဆောင်ရပြီးတော့လှူဆောင်ရင် ကံရဲ့အထောက်အကူကိုရရှိတတ်ပြီးတဲ့အခါတပည့်လက်သားသမီးတွေရဲ့အကူအညီကိုရရှိတာမျိုးလေးတွေလက်အောက်ငယ်သားတွေရဲ့အကူအညီကိုရရှိတာမျိုးလေးတွေနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့လည်းငဘကဆောက်လက်စားလေးမပြည့်ပြတ်ဖြစ်နေသောမိတ်ဆွေကြတာဝိသားသမီးများဒီလာတာတော့ဒီမှာနေရာထိုင်ခင်းနဲ့ပတ်သက်လာလို့ရှိရင်ပြည့်ပြတ်အောင်တည်ဆောက်နိုင်တာမျိုးတွေပြည့်ပြတ်အောင် အဆုံးသတ်ပြီးတော့တည်ဆောက်နိုင်မဲ့ကာလဖြစ်ပါတယ်။စာချုပ်ဆိုင်ရာကိစ္စလေးတွေစစ်ဆက်ဆက်သွယ်မှုဆိုင်ရာလုပ်ငန်းတွေစက်တူလုပ်ငန်းတွေခြေတူဆိုင်ရာလုပ်ဆောင်မှုကောင်းသောကာလဖြစ်ပြီးတဲ့အခါမိတ်ဆွေတို့အနေနဲ့ဒီကာလမှာအတွေးသည့်အမြင်သည့်တွေကိုချပြပြီးတော့ဥဆောင်ခြင်းတွေဟာအားသာပြီးတော့ထိုးတက်နိုင်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။ဒါမှမကသေးဘူးမိတ်ဆွေတို့အနေနဲ့အကျိုးပေးတဲ့လုပ်ငန်းတွေကိုဆက်လက်ခွဲပြရရင်အဲကိုယ်ပိုင်လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ခြေတူဆိုင်ရာလုပ်ဆောင်ခြင်းတွေဟာအားသာထိုးတက်ပြီးတော့အဲအကျိုးပေးကံကောင်းစေပါလေ။ဒီလတာတော့ဒီမှာဆိုရွှေဝင်လာတော့အားနည်းချက်ဖြစ်ပါလိမ့်မယ်။ ငွေကြီးနဲ့ပတ်သက်လာလို့ရှိရင်မိတ်ဆွေတို့နဲ့တော်တော်လေးခက်ခဲလာတာမျိုးတွေဖြစ်စေစိတ်တည်းအဆင်မပြေလာရင်ကိုကိုကိုပြန်တွေးကြည့်ပါရွှေဝင်ထားသလားသို့မဟုတ်လူဝင်ထားသလားကိုကြည့်ပါဒီနှစ်ခုလုံးတစ်ခုခုကိုဝင်ထားတဲ့ဆိုရင်ရွှေလေးစတိပေါင်မိတာမျိုး ့မဟုတ်ရင်လူဝင်မတော်လို့ဖြွေဝဲထားတယ်ဆိုရင်လည်းစတိကလေးပြန်ရောက်ပြီးတာမျိုးဖြစ်စေသို့မဟုတ်မဖြစ်မနေညအိညာမိသားစုဝင်တွေမှာအရေးတကြီးကျမ်းမအိညာလာတယ်ချူချလာတာရှိလို့ရှိရင်ကိုကိုဟန်ရှင်းနှောင်းညအိညာနေလေးထွက်ပြေးလိုက်တာမျိုးသို့မဟုတ်ရင်ချွေကလေးစတိထိုသူရဲ့မွေးနေမှာပေါင်ပြေးလိုက်တာမျိုးတွေလှုပ်လိုက်ရင်မိစုတို့ရဲ့ကျမ်းမအိဝါဝါကိစ္စတွေဟာအောင်မြင်တိုးတက်ပြီးတော့ကံကောင်းအဆင့်တီသွားမှာအတိအကျပဲဖြစ်ကြောင်းထားလောင်းပြောကြလိုက်ပါရစေအမှုပညာနဲ့ပတ်သက်ပြီးတော့ဂျာစာပိသားမိမိတ်ဆွေများပိုင်းဒီကာလမှာစကားပြောဆိုနေထိုင်မှုတွေမှာအလွန်ကိုတတိထားပါဘာကြောင့်လဲဆိုတော့ အဆိုးနဲ့ဖြစ်စီအကောင်းနဲ့ဖြစ်စီထင်ပေါ်ကျော်စောတက်တယ်လို့အဘဘကဖီအားတွေပေးလာတက်တဲ့ကိစ္စလေးအရာရာကိုရုံးကန်ရတာမျိုးလေးတွေအပြိုင်ဆိုင်တိုက်ခိုက်တွေများတက်တော်လာဖြစ်တဲ့အတွက်တော့ social inclusion data တွေအဆိုးအကအရေးတိသဖြင့်သူကမှအမှုပညာဗေဒင်ဗေဒပတိလူထင်မှုလူသိမှုလူအများနဲ့ဆက်ဆက်ရတဲ့လုပ်ငန်းတွေမှာဆိုလို့ရှိရင်တော့လိုတာထပ်ပို့ပြီးတော့အနောက်နေ့အကြံကြာလေးဂျုံဝတ်တက်တဲ့အတွက်တော့ review စင်ကြင်ရတော့တော့လိုအပ်တော့ကာလဖြစ်ပါလေငွေကြီးနဲ့ပတ်သက်ရင်အာမခံလောက်တာမျိုးလေးတွေလုံးဝညံ့ပါတယ်ငွေကြီးအာမခံလောက်ချင်းအဲဆွနာလိုပေါ့ ဟိုလူယုံလွယ်ချင်းမျိုးတွေကိုတတိထားစင်ပြီးရအတွက်တော့လူအပ်တော်လာဖြစ်ပြီးတော့ပတ်စံရှိရင်တော့စုံမဲ့တူတူဆရာငယ်လာပေးထားလို့ရပါတယ်ခင်ဗျာဆိုတော့ငွေကြီးနဲ့ပတ်သက်လာလို့ရှိရင်ငွေမရှိပါနဲ့မငားပါနဲ့အားနာရင်ခါပါတတ်သောကာလဖြစ်ပြီးတော့မိမိမှရှိတဲ့ငွေကြီးပိုင်ဆိုင်မှုတဏှာတွေမှာတော့မှလူမြင်မခံပါနဲ့လူမြင်မမြဲတာလူလေးတွေဖြစ်ရတတ်တယ်လို့ကိုယ်ငွေနဲ့ကိုယ်ပြဿနာအခက်ခဲလေးတွေဖြစ်ရတတ်တဲ့အတွက်တော့ငွေကြီးရှိတာမျိုးတွေတော့မရောက်လောက်ဆောင်ပါနဲ့တကယ်လို့လက်လွန်ထားတဲ့ငွေတွေပြန်လဲပြောဆိုတောင်းဆိုဖို့အတွက်ဆိုရင်တော့ရပါတယ် တောင်းမှာသို့တော့နည်းနည်းလေးတော့အထင်ငော်နေပြီကြုံသွားတက်တဲ့အတွက်၎င်းတို့အဲဆွမ်းလာလို့ကိုကိုတိုင်းတောင်းတာတက်တူတယောက်ရဲ့အကူအညီကိုရယူပြီးတော့ပြောဆိုတာမျိုးလေးတွေအကူအညီလေးတွေကိုရယူပြီးတော့တောင်းတာမျိုးလေးတွေကချင်းတေပေါ့ရရှိမဲ့ကာလဖြစ်ချောင်းထလောင်းပြောကြလိုက်ပြလူငယ်တွေအရှိရင်နဲ့ပတ်သက်လာရင်တော့ငွေကုန်ကြီးကြအများရတက်တော့လာအရှိရင်နဲ့ပတ်သက်လာရင်တော့နည်းနည်းလေးစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်အပ်တော့လာဖြစ်ပြီးတော့ မိမိရဲ့ချစ်သူအပေါ်မှာမိမိဟာနားလည်မှုလွဲနေတာမျိုးဖြစ်စေအဲမိမိရဲ့ချစ်သူအပေါ်မှာကိုယ်ကနှောင်းမိုးကျင်တဲ့စိတ်ကလေးတွေဖြစ်စေအဲတာမန်ထပ်ပို့ပြီးတော့ဖီအားလေးတွေကြောင့်တစ်ဖက်မှာချုပ်ရှယ်မှုလေးတွေဖြစ်တာမျိုးစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတာမျိုးဖြစ်ရတဲ့တဲ့သူကသမီးသားများအနေနဲ့ဆိုလို့ရှိရင်လည်းဘာလို့မဆိုအဲတဦးနဲ့တူတယောက်နဲ့တယောက်နားလည်မှုချီချီနဲ့ချစ်သူဆောင်လာလှုပ်ဆောင်ပါအဆင်ပြေခြင်းနဲ့အောင်မြင်မှုတွေရရှိပါလိမ့်မယ်တို့မဟုတ်ဘဲနဲ့တူကိုကအဲ ဂျိုးဆွဆွဆွဲတာမျိုးတွေမတိချာမရရာပဲနဲ့ပြောဆိုတာမျိုးတွေကြောင့်စိတ်ဆိုးစိတ်ကောက်ခြင်းအဆက်အသွယ်ပြက်ခြင်းရပ်တန့်လိုက်ရခြင်းတွေကြုံရတတ်တဲ့အတွက်တော့3 new စီနီယာလိုအပ်ပါတယ်။အိမ်ဆောင်ကြီးနဲ့ပတ်သက်လာရင်တော့ဂျာစာဘီသာမီမိတ်ဆွေတွေဒီလဟာအိမ်ဆောင်ကြီးနဲ့ပတ်သက်လို့အဆင်မပြေနိုင်စရာဘာမှတော့မတွေ့ရဘူး။အကယ်၍အဆင်မပြေနိုင်စရာလေးတွေရှိလာတဲ့အခါမှာငွေကြီးနဲ့ပတ်သက်ပြီးတော့စကားပြောဆိုရတာမျိုးလေးတွေသို့မဟုတ်လူပြုံတအုပ်တယောက်တစုံတယောက်ကိုအကြောင်းပြုပြီးတော့ ငွေကြီးကိစ္စအငင်းခုံလေးတွေကြောင့်ပြဿနာတက်ရတာမျိုးလေးတွေဂျုံသွားတက်ပါတယ်ခင်ဗျာအိမ်ဆောင်ကြီးမှာအနေငယ်လေးတွင်းအေးနေတာမျိုးနှွေးတွင်းမှုတွေအားနေနေတာမျိုးလေးတွေဂျုံသွားတက်တော့လားဖြစ်တတ်တဲ့အတွက်တော့မိတ်ဆွေအိမ်ဆောင်ရှင်များဟုတော့ပုံမူပြီးတော့ညင်ညင်နဲ့နိုင်တက်တယ်မြင်မြင်နဲ့နွေးနွေးဆွေးဆွေးလိုအပ်ပါတယ်မိတ်ဆွေတို့အနေနဲ့ဒီလာတာတော့တမဆိုအိမ်ဆောင်ရှင်များဟုကတော့အိုးအိတ်ရှံမီနေရာထိုင်ခြင်းနဲ့ပတ်သက်ပြီးတော့ပြုလုပ်ဆောင်ခဲ့တဲ့အခါမှာတိုင်းမီညိနိုင်ပြီးတော့လှုပ်ဆောင်ပေးဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာထို့အပြင်ဒီတလတာတော့ဒီမှာကြာစာပေးသားသမီးများချုပ်ပြီးပြန်ပြောရတယ်။ဘာလို့ဖြစ်ဖြစ်ဦးစီးဦးဆောင်လုပ်ပါ ချိတ်တူဆောင်ရလှုပ်ဆောင်မှာအားသာကောင်းမှုတူတက်နိုင်ပါတယ်။အဲပတ်စပို့လုပ်ငန်း၊ဗီဇာလုပ်ငန်း၊ခရီးသွားဆိုင်ရာလုပ်ငန်းတွေအဲဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းတွေစားသောက်ကုန်စမ်းစီစေစားစက်ပစ္စည်းအထက်အလေးဒေါ်လာတက်စီဒီဇယ်ကိုပိုင်လုပ်ငန်းတွေအဝေးတနေရာဆွေမျိုးသားချင်းတွေနဲ့ပတ်သက်လာရင်ချိတ်တူဆောင်ရလှုပ်ဆောင်ရင်အားသာကောင်းမှုတူတက်ပြီးတော့ကံကောင်းဈေးနိုင်တော့လာဖြစ်ကြောင်းလဲထပ်လောင်းပြောကြလိုက်ပါရစေ။ဒါအပြင်မိစွေတို့အနေနဲ့ပညာရေးနဲ့ပတ်သက်လာရင်လည်းသင်ယူပြီးရဲ့ပညာရက်ကိုချိတ်တူဆောင်ရလှုပ်ဆောင်ရင်ကိုကိုယ်တိုင်အမိနာမခံလို့ချင်းတွေအားသာတူတက်ကောင်းမှုပြီးတော့ကံကောင်းစေတော့လာဖြစ်ပါတယ်။ ထို့အပြင်မိတ်ဆွေတို့အနေနဲ့ဒီလာတာတော့ဒီမှာဆိုရင်အအပြောဆုံးတဲ့ပတ်သက်တာမျိုးအဖွဲ့အစည်းအသင်းဖွဲ့နဲ့ပတ်သက်တာမျိုးတွေရှေ့တို့အားသာကောင်းမွန်ပေမဲ့လို့အမှုပညာဆိုင်ရာလုပ်ငန်းတွေအမှုပညာနဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်ရတဲ့မိတ်ဆွေများကိုကတော့အပြိုင်ဆိုင်နေကြတာနေခံရမရရုံးထွက်ကာမှတော့ကကြမယ်လားဖြစ်ပါတယ်ဒီလာတာတော့ဒီမှာအရှိရင်နဲ့ပတ်သက်လာရင်တော့နည်းနည်းလေးတဦးနဲ့တူတယောက်နဲ့တယောက်ရှစ်လုံးလုံးလဲတစ်ဖက်ပေါ်မှာရှုပ်ချယ်မှုလေးတွေဖြစ်ရတတ်တယ်အိမ်ထောင်ကြီးနဲ့ပတ်သက်တော့လဲသူအေးနေတာလေးတွေရှုပ်ပြီးတော့ပြန်ပြောပြရစီဒီလာတာတော့ဒီမှာ ကြသာပိသမီးမိတ်ဆွေတို့အကျိုးပေးသောနေသားအနေနဲ့ဆိုရင်တောက်ကြသားသမီးတွေနဲ့တွဲဖက်လှုပ်တာမျိုးသို့မဟုတ်အင်္ဂါသားသမီးတွေနဲ့တွဲဖက်လှုပ်တာမျိုးတွေဟာအာသာကောင်းမှုတုတ်တက်နိုင်ပါလေအကျိုးပေးသောအရက်ဟာမြောက်ဆူဆူအရက်ဖြစ်ပါတယ်စမ်းတီယာအရက်ကတော့အနောက်တောင်တောင်အရက်ဖြစ်ပါတယ်ခင်ဗျာအကျိုးပေးကံကောင်းစီသောကဏ္ဍဟာတော့၃ကဏ္ဍခုနှစ်ကဏ္ဍငါးကဏ္ဍတွေဟာမိတ်ဆွေတို့ရဲ့ကံကိုတုတ်တက်ကောင်းမှုပြီးတော့ကံကောင်းစီပါတယ်အရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမှာအစိမ်းရောင်းလို့အနီရောင်းလို့ မီညိုရောင်တို့များများပါသောရောင်တွေကိုဝစ်စင်အာပြုသုံးဆွဲရင်ပုံပုံပြီးတော့ကံကောင်းထောက်ကိုရရှိစေမှာအတိအကျပဲဖြစ်တဲ့အဆက်ဆက်ရရမိတ်ဆွေတို့ရဲ့အရေးကြီးသောကိလုံကိစ္စလေးတွေလုပ်ငန်းကိုင်ငန်းတွေကိုလှုပ်ဆောင်ပြောဆိုတဲ့အခါမှာမိမိတို့ရဲ့လူရကိစ္စမတော်မီမပြောမီမှာမျက်စွာပြားမှာပေါင်မုတ်ကလေးကိုနှုတ်စီလေးတုတ်ပြီးတော့ဆူတောင်းပြီးတော့လူရကိစ္စပြောဆိုရင်အရေးကြီးသောကိစ္စတွေဟာထင်ငုံမှုမရှိပဲအောင်မြင်တိုးတက်စီမှာအတိအကျပဲဖြစ်တဲ့အဆက်ဆက်ရရမိတ်ဆွေတို့အဋိဌံပြုလို့တဲ့ဆရာငယ်ရဲ့ ဂျာဇာပရိသရိမိတ်ဆွေများအတိတ်ကြံပြုလို့တပါဆိုရင်တော့ဖြင့်သူကတော့လောကဝိတုဆိုတော့ဘုံတော်ပတိကိုတနေ့ကို6ပတ်နှုန်းနဲ့12ရက်တိတိအတိတ်ကြံပြုလိုက်ပါကမိမိတို့ရဲ့အခက်အခဲအကြက်တဲတွေပြေလဲပြေပြောက်သွားစီမှာအတိတ်ကြာပဲဖြစ်တယ်။ထို့အပြင်မိတ်ဆွေတို့အနေနဲ့ဒီကာလမှာအထက်လူကြီးအကြီးအကဲတွေရဲ့လုပ်ငန်းနဲ့ပတ်သက်လို့စိတ်မောလူမောဝီကုန်ကြအနေငယ်လေးများတက်ဒေါ်လာဖြစ်ပါတယ် ီဒလတာတော်တင်မှာမိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းသွားအယောင်းထွက်စီဖို့အတွက်ဓာမီလေးတစ်ချောင်းနဲ့ထိုးပြီးတော့အဲထိုးပြီးတော့ဖွင့်လိုက်ပိတ်လိုက်လို့ပြီးထိုးပြီးတော့ရောင်းထွက်ပါစီဆိုပြီးတော့ဗဇက်ကနေပြောပြီးတော့မောင်းထုတ်ရင်ရောင်းထွက်သွားမှာအတိအကျပဲဖြစ်တယ်အဆက်ဆက်ရရအစဉ်ပြေစီရင်ဒလတာလုံးငွေကြေးကံကောင်းစီပြီးအဆက်ဆက်ရရအစဉ်ပြေစီရင်တို့ကပိတ်နေတော့လက်ပြီးဝင်လန်းစီရင်ပြုတ်လောက်ရမယ်ရေဒီယာအနေနဲ့မပြောမီဇီယန်ငင်ထားပြီးနေမိချင်းရင်ခွန်ကိုတုံညာနှစ်ကိုတုံညာလေးတစ်ချောင်း 7902940416ဟိုကအတယ်လီဂရမ်မှာဖြစ်စေ Viber နံပါတ်6653905နေမှာဖြစ်စေဆက်သွယ်မြင်းညာနိုင်ကြောင်းနဲ့အဲဆရာတို့ဒီ17လပိုင်း၄ရက်နေမှာဆရာငယ်အိမ်မှာရွှေကျော်အိဆာတရားချစ်ကြင်မြောက်ရွှေကျော်အိဆာတရားမိတိစေဂိုင်းတော်ဝင်အဲနေဆီဆရာတို့နေ့လယ်ပိုင်းမှာတော့အဲဟိုပါပေါ့ဆရာတို့ဆီဆရာပူဇော်ပွဲပေါ့မနက်ပိုင်းမှာတော့ဖုန်ကြီးငါးပါးကိုဆုံးကပ်ပြီးတော့အဲဆရာတို့လာတဲ့လူတွေအားလုံးနေ့လယ်2နာရီခန့် အလူစနလိုအလူငွေထဲဝင်ခြင်းတိခတ်ပါဆိုပြီးတော့အကြိုက်ဆွဲအကြိုက်စားတွေးပါတယ်ကျွန်တော်ဒါနဲ့ဆိုချစ်ကျင်ကြည့်ပါပြီဇီယငယ်ရဲ့အလူဟာ900တား900တားသမီးရဲ့အလူဖြစ်ပါတယ်မိတ်ဆွေတို့ဒရတာလုံးအဆက်ဆက်ရဲ့အစင်ပြအောင်မြင်တိုးတက်စေရန်အတွက်ပြုလုပ်ရမယ်ရေလျာအနေနဲ့ဆိုရင်တော့မိတ်ဆွေများခင်ဗျာအဆက်ဆက်ရဲ့အောင်မြင်အစင်ပြတိုးတက်စေရန်အတွက်ကိုင်းရွက်လေးတရွက်လိုအပ်ပါတယ်ကိုင်းရွက်လေးတရွက်မှာကိုင်းရွက်လေးတရွက်ပေါ်မှာစထဘဝဆိုပြီးလက်ညှိုးကလေးနဲ့ဆွဲလိုက်ပါတို့မဟုတ်ရင်လည်းအဲ ဆိုတာထုံးကလေးနဲ့ဇွဲလိုက်ပါသူမဟုတ်ရင်လည်းစတာဘဝလုံးဝမပေါ်ရင်လည်းရပါတယ်စိတ်မှန်းကလေးနဲ့ဖြစ်ဖြစ်စစလုံးစတာဘဝစတာဘဝလေးလုံးဇွဲလိုက်ပါမျက်စီရမြင်သားပါကကုတန်ကုံဖရာဘောနာကုံဖရာကတ္တပဖရာဘောဓမဖရာဆိုပြီးတော့ဖရာလေးစုကိုအာရုံပြီးဆွဲပါဆွဲပြီးတဲ့အခါမိတ်ဆွေတို့ရဲ့လက်ဖက်အသားကလေးတွေကိုအဲ့ဒီအပေါ်မှာเนาะအနှဲငယ်တော့တင်ပြီးတော့မိမိအိမ်ကမျက်စွာဖရာမှာတောက်ရည်နှစ်ခွက်နဲ့အတူ ပကံများတစ်ချက်တည်းမှာတော့ထည့်ပြီးတော့ပြူလန်းလိုက်ပါဒါဆိုရင်မိတ်ဆွေကြတာပိသားသမီးတွေပိတ်နေတော့လက်တွေပွင့်လန်းပြီးအဆက်ဆက်ရရအစင်ပြအောင်မြင်တိုးတက်လာမယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့ဂျာစာပိသားသမီးမိတ်ဆွေအားလုံးအဆက်ဆက်ရရဆက်တက်လာပိုင်းဒီမှာယေရနာစင်ကြောက်